စိမဝင်အင်းမပါဂါရမပထမဆိုတဲ့ဆောင်ပုံကြီးရှိကျမ်းပုံမှာထမင်းစားမယ်လို့ကြာလဲကျွန်တော်အဆင်မပြေဘူးပြန် ကိုဆရာမင်္ဂလာပါဗျာမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဒါဖြင်းမြင်ကြရတဲ့ဒီကိုဖြင်းရတာကြာပြီပေါ့ကြည်တဲ့ project တွေကြတော့လည်းတိကျမသိသေးဘူးကျွန်တော်လည်းဒီ season လေးကိုလုပ်တဲ့အချိန်မှာကိုဆရာရဲ့တတိယရတယ်ကိုဆရာနဲ့ဒါတွေ့ဖြစ်ဆရာလည်းဖြေလို့ရတဲ့မိကုန်းတွေပဲဖြေပြီးပါအဲကျေးဇူးတင်ပါတယ်ခုလိုလာပြောတဲ့ခါဒါပေမဲ့ကျွန်တော်တခုကြိုပြီးတော့မေတ္တာရက်ခံရမှာကကျွန်တော်ဒီစာကြီးပေကြီးစာတန်ပေတန်နဲ့ကျန်းနီးတွေကိုကျွန်တော်ဖြေမှာမဟုတ်ဘူးကျွန်တော်ဆရာရဲ့အတွေ့အကြုံကျွန်တော်သိခဲ့တဲ့စာပေရရတဲ့အတွေ့အကြုံကျွန်တော်ရဲ့အတွေ့အကြုံခြားသောဆရာဆရာများနဲ့နှိမ့်တော့ဖလန်ရရှိခဲ့တဲ့အတွေ့အကြုံတွေကိုကျွန်တော်စုပေါင်းပြီးတော့မေးတဲ့မိကုန်းပေါ်မှာမူတည်ကျွန်တော်ပြန်ဖြေပေးမှာတော့ဖြစ်တယ်ကျန်း နဲ့လာပြီးကြိုက်တော့တချို့ဟာတွေတူချင်းမတူမယ်။ကျန်းထဲမှာပါတယ်ကျွန်တော်လက်ခံတာမဟုတ်ဘူး။ကျွန်တော်လက်ခံတယ်လည်းကျန်းထဲမှာပါတာမဟုတ်အဲ့ဒါမျိုးဖြစ်နေတော့ကျွန်တော်လက်ခံတဲ့အနေထားအတွင်းရနေပြီးတော့ပဲကျွန်တော်ဖြေပေးမှာဖြစ်တယ်။ကောင်းတယ်ဆရာဟုတ်။အဲ့တော့ကြီးရဲ့ပရိသတ်ကလည်းတက်ရွယ်ပိုင်းခြားမျိုးစုံရှိမယ်ဒီနော်။ဟုတ်ကဲ့။အဲ့တော့အားလုံးအဆင်ပြေတဲ့ပုံစံလေးနဲ့ပဲဆရာတင့်တော်တော်လေးဖြေပေးပါ။ဒီကတော့ဆရာတို့ပညာကဏ္ဍတွေကနည်းနည်းစမ်းကြေတာလေးကျွန်တော်သိထားတယ်ပေါ့။အားလေးဆက်စုပ်နေတာ။ဟုတ်ကဲ့။ ကနဦးစမေးနေတာတော့ဆရာတို့ပညာရက်ကဘလို့ပညာရက်မျိုးလဲ။မခိုင်းကနာရှိလားဘလို့ခိုင်းကနာအောက်မှာရှိလား။ပြီးတော့ခိုင်းကအထင်ကြီးပုံပုံကြီးအဓိပတိကြီးကဘလို့ပုံပုံအဲ့ဒါလေးကျွန်တော်နည်းနည်းလေးပြပြပါဦး။ခိုင်းကနာလို့ပြောမယ်ဆိုရင်တော့ခိုင်းဆိုတော့လေအဖွဲစည်းတစ်ခုပါ။ကျွန်တော်တို့ကဘယ်အောက်ကသွားလဲဆိုရင်ရှေးရှေးဆရာကြီးတွေဆိုရင်တော့လက်ခံကြရတယ်ဗျ။စိမ့်မာဝင်းအင်းမာဘာဂါရာမပထမဆိုတဲ့ဆောင်ပုံကြီးရှိ။စိမ့်မာဝင်းဆိုတော့ကျွန်တော်ကဝင်းခိုင်းရပါဘူး။ဝင်းခိုင်းနေရဲ့တမစင်အစသည်ဆေးပညာမှာတားထက်တယ်လို့ဆိုတယ်။ဆေးအင်းစမဂါရာမန္တာအကုန်စုံပါတယ်။ဒါပေမဲ့အများသိတဲ့ခါဆေးနဲ့ပတ်သက်ပြီးဒီကတိ ြကြတယ်ဝင်ခိုင်းစာဆရာမြလို့လည်းဆိုကြတယ်ဆရာမြသည်ဘိုင်းကုမ္ပဏီဆရာပြောလို့ခေါ်တဲ့အရှင်မဟာတိတ်ထရဲ့လက်ရင်းတပည့်ပေါ့သူ့ရှေ့ရနေပြီးမှကျန်တဲ့တပည့်တွေတပည့်တွေကနေခိုင်းပေါင်းများစွာခွဲလာတယ်အခုလက်ရှိမှာကျွန်တော်သိထားတော့ဝင်ခိုင်းပေါင်းတော့20ကျော်လောက်ရှိတယ်ပေါ့အဓိကတော့ပြောရမယ်ဆိုတော့ဘယ်ခိုင်းစဉ်ရဲ့အောက်ကလဲဆိုတော့ဝင်ခိုင်းလို့ပဲပြောရမယ်ကျွန်တော်ဝင်းနေမှာအာသာချက်ကဘလောက်ကြီးပဲခိုင်းနေအများကြီးကွဲနေပါသေးဝင်းဆိုတဲ့စလုံးလေးမဖြောက်ဘူးအဲအဲ့ဒီဝင်းကလည်းဘယ်ကလာတဲ့ဆိုလို့ရှိရင်ပညာပေးပညာယူတဲ့အခါသဲပြုခင်ရာဇမတ်ကပြီးတော့ပညာပေးတာတွေမြင်မှုပါလိမ့်အဲအဲ့ဒီပညာခွင့်ပညာခိုင်းကနေဆင်းလာ တဲ့အရာတွေဖြစ်တယ်ဒါပါပဲအဓိကတော့ယဟန်နေရှိရလာတယ်ယဟန်ဆိုရင်တော့တိမ်ဝင်နေပေါ့လူကြတော့လူစေပိုင်းအဆင့်ကနေပြီးတော့ဝင်းပိုင်းအဆင့်ကိုကူးတဲ့အခါဒီရာသမဝင်းထဲမှာဝင်ပြီးတော့ပညာပေးပညာခံဆုံးမခံတဲ့ဒီသဘောလေးတွေ ဒီဂိုင်းကနာရဲ့အဓိကရည်ရွယ်ချက်တွေလှုပ်ဆောင်ချက်တွေကဘာတွေလဲဆရာကျင့်စဉ်နေရအောင်ကျင့်စဉ်ငယ်လို့ထွေထွေထူးထူးမှော်တွေဘာတွေဝင်တာမရှိဘူးဗျမရှိဘူးဗျဆိုတာကကျွန်တော်တို့ဒီစေပိုင်ဆရာအဆင့်မှာလဲစေပိုင်နဲ့တန်တော့အင်းစေစမနဲ့သွားလို့ရမယ်ဟိုပညာပေးအာနာတီလောက်မှာတော့ပေးထားတဲ့ပညာရှင်တွေရှိတယ်ဘယ်အဆင့်မှာဘာလို့သုံးစေပိုင်ဆရာတွေကဘယ်အင်းကိုတောက်ဒါလောက်ခေတော့ရှိတယ်ဂါရမနာနဲ့ကျွန်တော်တို့ကြာတော့ကျွန်တော်တို့လက်ရှိကျွန်တော်ဝင်နေတဲ့ဘိုးနေကူနေရစာဝင်ကြတော့ဂါရမနာကိုအဓိကအားထားပြီးသုံးတယ်ပညာပေးတဲ့ခါကျွန်တော်တို့ကနတ်သရွက်ကိုခေါ်တယ်ပေါ့လက်ဖက်နဲ့ပညာပေးတယ်ကျွန်တော်တို့မှာစေးတွေအင်းတွေအကူတက်ပြီးတော့ မယူဘူးဆရာရှီကဓာတ်ပေးတဲ့လဝိုက်အာနာနဲ့ကျွန်တော်တို့အာနာတီးလာတယ်ပြီးတော့ကျင့်တဲ့အခါဘာကိုစပြီးကျင့်လဲဆိုတော့ဂုံတော်ကိုပဲအဓိကအဋ္ဌံပွားတယ်သူ့အစင်းနဲ့သူမြင်လာတဲ့အခါဖရာဟောကမ္မထံ40တဲ့ရာတမထံနဲ့ပတ်သက်တဲ့အရာမှာကျွန်တော်တို့ရဲ့ဇိုင်းနဲ့ကိုက်နှစ်သက်သောကမ္မထံကိုအားထုတ်ပါအားထုတ်ပြီးတဲ့အခါအဓိကပန်းနိုင်က log in ထွက်ရတခုတည်းမဟုတ်ဘူးပြလို့ပြောရင်တော့ညင်းရလဲကြာမယ် log in ထွက်ရတခုတည်းလို့ဥတီတာတော့မဟုတ်ဘူးကျွန်တော်တို့မှာ YouTube ပိုင်ခွင့်ရှိတယ် log in တာ log out ကိုဆက်လျှောက်မလားကျွန်တော်တို့ဒီခုငယ်ဆုံးအရွယ်မှာငယ်ကုန်တဲ့ဒီ log in အလုပ်ကိုလုပ်ချင်သေးရှိလို့လုပ်ကောင်းလုပ်တော်လဲအသက်ရပါ ရာတခုရလာတဲ့အခါဒေတာတွေကိုစုံပြီးတော့တားပြစ်များပြစ်တွေတွာလာပြီးအိမ်တော်ကရာဝတ္တကိုစွန့်ခွာပြီးတော့ကျွန်တော်တို့အကျင့်စခန်းတွေဆက်ဆက်တက်မယ်ဆိုရင်လမ်းကြောင်းလေးကနေနဲ့ကွဲသွားမယ်ပေါ့ logic ရနေ logic ဘက်ကိုလုံးဝကူးပွားမယ်နေထားရှိတယ်အဓိကဘန်းနိုင်ရတော့နေပြန်ပါပဲဒါပေမဲ့အရှိလျှောက်တာနဲ့အတူလျှောက်တာတော့ကွာသွားတာပါကျွန်တော်ကြားဖို့နေကြဒီဝိစတူတွေဈေးဝိစတူတွေနဲ့ရောဒီဆရာတို့ခိုင်းပတ်သက်မှုရှိတယ် ဝင်းပညာနဲ့ထွက်ရပေါက်ခတဲ့အများစုမှာတော့စေဝိဇ္ဇာတွေများတယ်လို့ပြောလို့ရတယ်။အဲ့တော့ဒီပညာရေးနဲ့ပတ်သက်ပြီးတော့ဆရာလက်ရှိစောင့်ရမှုတွေမှာဘာတွေရှိလဲ။ခိုင်ကန်နာတွေအဖွဲ့အစည်းတွေမှာအဓိက main point အနေနဲ့လာစပြီးလာတဲ့ပညာကန်းကတော့ယောဂလို့ပဲပြောပါ။ယောဂတခုတည်းကျန်းပုံးမှာထမင်းစားမယ်လို့ကြားလဲကျွန်တော်အဆင်မပြေဘူးပြ။အော်ကျန်းပုံးမှာဆိုတာပြောရခွင့်ဟိုပုတ်ဒီပုတ်တွေရှိတယ်ဆရာလို့နော်။အဲ့ဒီကျန်းပုံးမှာထမင်းစားမယ်ပုံနဲ့အဆင်ပြေဘူး။တစ်ခါလေလေဟိုတစ်နှစ်လုံးကြာမှသုံးဘောလောက်ကုအောင်မယ်ပေါ့။ကျွန်တော်တို့ဆိုလဲကုတဲ့အခါကျတော့အခါကျင်းဝင်ကဘလောက်ပါဆိုကျွန်တော်ပြတ်တောင်းနိုင်မှုမရှိဘူး။ စစ်တဲ့အခါမှာဖြစ်စေကျွန်တော်ကုတဲ့အခါမှာဖြစ်စေစေနာကြီးလို့ပဲကျွန်တော်တောင်းလိုက်တယ်။အချို့တော့တိုက်ဆက်နဲ့ပတ်သက်တဲ့ဟာတွေမှာသူတို့ဘက်ကတောင်းဆိုလာတာရှိလို့ချို့ဟာတွေကိုညှိရနိုင်ရတဲ့အခါမှာတော့လှုပ်ပေးတမ်းပေးတာရှိတယ်။အဲ့ဒါမျိုးဆိုရင်တော့ကာယကရှင်ကိုယ်တိုင်ကိုလိုက်လှူပါတာပါ။